့အားလုံးပဲမတွေ့ရကြပြီเนาะဒီနေ့ကတော့အာမိဖို့ကြောင့်လို့ရှင်းရင်လည်းအရင်သိရှင်တဲ့မိခွန်းလေးတခုမေးချင်ပါတယ်။ဘာဖြစ်လို့ငါဟင်းကိုမကြိုက်ကြရလဲ။ငါဟင်းကငါကအရန်ချိုပြီးတော့ငါ့ကိုမျိုးစုံချက်လို့ရရဲမဆလာလေးနဲ့လည်းချက်လို့ရရဲ။ နပိငယ်ဒီဇိုင်းလေးနဲ့ဆက်ဆက်လေးချက်လို့လည်းရရဲအာစီပြန်လေးနဲ့အာစီချိုင်ရံလေးချက်လည်းကောင်းတာပဲဒီနေ့ကတော့ငဒံကိုမှမဆလမ်းမြမြအနှစ်မြမြလေးနဲ့ရန်စကောင်ချက်ထားပါတယ်ဒီနေ့ကလေငါဟိုမကြိုက်ဘူးဆိုရင်တောင်မဆလာကြိုက်တဲ့လူတွေတော့တော်တော်လေးကို green တွေ့မှဟင်းမျိုးပေါ့နော်ဒါပေမဲ့မဆလာကငါဟိုမကြိုက်ဘူးဆိုရင်တော့မကြိုက်မှာမဟုတ်ပါဘူးဒီမှာကတော့စီတက်တဲ့နေရာမှာပုံမှန်နဲ့မတူဘဲနဲ့အာနည်းနည်းပဲအမြင့်ပြော ငွေကောင်းကောငွေပြီးချင်းလေးကိုထောင်းထည့်တာပါတယ်ပေါ့နော်။နည်းနည်းမင်းအမြင့်ကတော့ထောင်းနိုင်တယ်မပါပါဘူး။စီတက်တယ်တော့ပါပါတယ်။ပြီးရင်ဂျင်းနေကျွတ်သွန်ဖြူလေးစီရီထည့်ပါရဲ့။အာပြီးကျွတ်သွန်နေရများများလေးထည့်ရတယ်ပေါ့နော်။အဓိကအနှစ်ကကျွတ်သွန်နေအနှစ်ကိုယူမှာဆိုတော့လေ။ပြီးရင်အာဒီဒီထားလေးထောင်းပါရဲ့။ပထမဆုံးစီလေးကိုပူလာပြီဆိုလို့ရှိရင်နည်းနည်းမင်းအမြင့်လေးတို့တေချာလေးအနှက်လေးမွေးလာရင်ဒီကြော်လိုက်ပါရဲ့။ကြော်ပြီးတော့ဆဲလိုက်ပါရဲ့။အမြင့်တည်းကဟိုအနှစ်ထဲပါနေစမကောင်းဘူးပေါ့နော်။ပြီးရင်စနေနဲ့ အဲမဆလာကိုထည့်လိုက်ပါတယ်အဲစီတဲ့ကိုကျွန်တော်လက်မဆလာအရင်ထဲမှာစီအဲသူတို့အနံ့လေးကမှုေးတာပေါ့နော်ပြင်ငံပြားလေးပါထည့်ပြီးတော့စီကိုတော်တော်ကြာကြာလေးချက်ထားလိုက်ရပါတယ်လုံးအနှစ်ကျသွားပြီဆိုတော့မှငါးကိုထည့်ပါမယ်ငါးကိုလည်းအစီနဲ့ပဲချက်သွားအောင်ရင်လုံးပါမယ်ကြာလေးထားပြီးတော့လုံးကကျသွားပြီဆိုတော့မှစုံစည်းရည်လေးထည့်ပြန်ထည့်လိုက်ပါတယ်။ပြီးတော့မကြီးရည်လေးထည့်ပြီးတော့ကြကြလေးချက်ထားလိုက်ပါတယ်။စီပြန်လေးဖြစ်လာတဲ့အထိပေါ့နော်။ဟိုမှာစားရဲအချုံမော့ပေါ့။ အနိုင်ချုံမမပါဘူးတခြားဘက်တုံးတာပေါ့နော်အဲ့ငါ့ကိုစီပြန်တည်တိုင်းအချိန်မှာပကံလေးစိလိုက်ပါရဲ့စီပြန်လာပြီဆိုရင်တော့မြုပ်တီးစိမ့်နဲ့နနမင်းလေးအုပ်ပါရဲ့ရှောင်းနေတဲ့အော်ရင်လေးရပါရဲ့ရှောင်းနေအော်ရင်ပိုကောင်းပါရဲ့ပေါ့နော်လောက်ဆိုရင်တော်တော်လေးစားကျင်စရာဖြစ်နေပြီလို့မထင်ဘူးလားအဲ့ဘာလို့ငိုင်းရုံမကြိုက်ကြလဲအော်ပါရဲ့ပြီးလို့ရှိရင်တော့မဖုန်နေကုန်တော့ပြီးတော့ခုံလုံးတက်တက်လေးဖြစ်သွားအောင်ပြန်စီပါရဲ့အမှလှုပ်ပြတ်တက်သွားရဲ့ဆိုတော့ရေချိုးပြီးတော့အင်ဂျီလဲလိုက်ရပါရဲ့ပြီးရင် အာလုံးဝရှင်းသွားတဲ့လေးကိုပြင်ပြတာပါ။ young proud ဖြစ်နေပါတယ်။ပြီးရင်ငါဟင်းနဲ့သမင်းစားမျိုးပါပြောင်းဖြစ်ပါတယ်။အမလေးစကားရတော့မပြီးတော့။အဲ့ငါဟင်းအနှစ်ကတော်လေးစားလို့ကောင်းတယ်ကွာ။ဘယ်လိုလဲဆိုတော့ဟိုအဖေကတော့ဟိုရွှေမြင့်မှန်တမင်ပေါင်းဟာဟင်းအနှစ်နဲ့တူတယ်လို့ပြောရပေါ့။ဒါပေမဲ့ချက်တဲ့နေရတော့မတူဘူးပေါ့နော်။ရွှေမြင့်မှန်ကတက်တက်ချက်တာ။သူကရွှေမြင့်မှန်ကကျွတ်တော်နေကိုကြော်ပြီးမှစီအာစီတက်တာတင်တယ်။ မေအမေချထားတဲ့ချိန်ဟင်းပါပြီးအဲ့မှာစားနေတဲ့တွေရမ်းများရငါဟင်းကိုပြောက်တော့မေသွားရပါတော့။ဒီကဆက်ဆက်လေးဆိုငပြည့်ရပါလေမလို့အဆင်ပြေ။အဲတာပါကျေးဇူးပါ